င်ကျေးမှုနဲ့ရိုးရာတလေးဆိုင်ရာအတားအဆီးတွေကလည်းစိန်ခေါ်မှုတစ်ရက်ဖြစ်ပါတယ်။အဲဒါကဘာတွေလဲဆိုတော့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍတွေကိုအိမ်တောင်မှုနဲ့ကလေးထိန်းတဲ့တာဝန်တွေကိုသာဦးစားပေးတဲ့ရိုးရာတလေးအယူအဆတွေလူမှုအတိုင်းဝိုင်းတွင်းမှာပေါ့နော်အမျိုးသမီးတွေရဲ့ဥဆောင်မှုအခန်းကဏ္ဍတွေကိုလက်ခံဖို့တွန့်ဆုတ်နေတဲ့လူမှုစံနှုန်းတွေအခုဆိုလို့ရှိရင်စီးပွားရေးအရှိန်နေနိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲကြောင့် မင်းကလေးတွေကိုပညာရေးထက်အိမ်အောင်ပြုပေးတဲ့အားတွေပေါ့နော်လုံခြုံရေးရဆိုတဲ့အကြောင်းပြချက်တွေနဲ့အိမ်အောင်ပြုရေးကိုဦးစားပေးတဲ့ရိုးရာအမြင်တွေကလည်းအမျိုးသမီးနဲ့မင်းကလေးငယ်များအားလုံးတာတို့ညီမအခွင့်အရေးရဖို့စိန်ခေါ်ချက်တွေဖြစ်တယ်။နောက်အဓိကစိန်ခေါ်ချက်တွေကတော့အဲကျွန်တော်တို့စီမှာဥပဒေရေးရအရာအားနည်းမှုပေါ့နော်ဥပဒေထိရောက်တဲ့ဥပဒေရအကာအကွယ်ပေးမှုတွေဥပဒေထဲမှာအရာတွေကို ထိထိရဲရောက် တီတီကြကြပြတ်ထန်းထားတာတွေအာနေတဲ့ဟာတွေပေါ့နော်အမျိုးသမီးတွေပေါ့အကြံဖတ်မှုတွေကိုတားဆီးဖို့ဥပဒေကြောင့်အရလုံလောက်တဲ့အကာအကွယ်ပေးမှုတွေမရှိတာကလည်းစိန်ခေါ်မှုတရဖြစ်တယ်။နိုင်ငံရေးနဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့ဆိုင်ရာအခက်အခဲစိန်ခေါ်မှုတွေရှိတယ်။အမျိုးသမီးတွေနိုင်ငံရေးနဲ့အုပ်ချုပ်ရေးခံနာတွေမှာကိုစားပြုမှုနေပါခြင်းဟာလည်း gender equity ကိုရောက်ရှိဖို့စိန်ခေါ်မှုဖြစ်စေတယ်။ နောက်ပြီးတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေရှာမှတ်တဲ့နေရာမှာအမျိုးသမီးတွေရဲ့အတန်ကိုလစ်လျူရှုခံရခြင်းဟာလည်းအမျိုးသမီးခေါင်းဆောင်တွေအပေါ်ယုံကြည်မှုအားနည်းတာအရေးကြီးတဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာအမျိုးသမီးတွေရဲ့အတန်တွေကိုလစ်လျူရှုခံရတာတွေကလည်း gender equity အတွက်ရရှိဖို့အတွက်စိန်ခေါ်မှုတရဖြစ်စေရလို့ကျွန်မပြောချင်ပါတယ်ရှင်။ gender equity ရရှိဖို့ဆိုလို့ရှိရင်မူဝါဒပိုင်းဆိုင်ရာအပြောင်းလဲတွေပေါ့နော်ဆိုတော့ အဓိကအကားတော့အမျိုးသမီးတွေဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာကဏ္ဍတိုင်းမှာအနည်းဆုံး30ရာခိုင်နှုန်းပေါဝင်နိုင်တဲ့ကိုတာစနစ်တွေကိုသတ်မှတ်ပေးဖို့လိုတယ်။အဲ့လိုမျိုးသာမသတ်မှတ်ဘူးဆိုလို့ရှိရင်အမျိုးသမီးတွေကဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်လာနိုင်ဖို့အဆင်ပြေမှုတွေဖြစ်စေရုံမှာပဲပေါ့နော်။ဆိုတော့ဒါတွေကထမအိုးဆုံးဦးစားပေးလုပ်ရမယ့်အချက်ဖြစ်တယ်။နောက်တစ်ခုကကြတော့အမျိုးသမီးတွေပေါ့အကျန်းဖတ်မှုဆိုင်ရာဥပဒေတွေကိုပုံမခိုင်မအောင်ပြင်ဆင်ရေးဆွဲရမယ်။အဲ့ဒါတွေက အဖွဲ့အစည်းတွေအတွင်းမှာကောနိုင်ငံတော်အဆင့်မှာပါလှုပ်ဆောင်ရမယ့်ဟာတွေဖြစ်တယ်။ဂျန်ဒါဒန်းတူရေးကိုအမခန့်နဲ့ဥပဒေမူပေါင်းတွေကိုရေးဆွဲပြတ်တမ်းဖို့လိုတယ်ပေါ့နော်။အဲ့ဒါကအကြီးမားဆုံးကျွန်တော်တို့အရင်ဆုံးအချိန်မြင့်လှုပ်ဆောင်ရမယ့်အချက်ဖြစ်တယ်။နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ຫນွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာပေါ့နော်ပြုပြင်ပြောင်းလဲမှုတွေလည်းလှုပ်ဆောင်ဖို့လိုတယ်တော်လှန်ရေးအဖွဲ့အစည်းတွေအမျိုးသမီးခွင့်ရေးလူခွင့်ရေးလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့အဖွဲ့အစည်းအသေးသေးမှလည်း အဖွဲ့အစည်းရဲ့ဖွဲ့စည်းပုံနဲ့ခေါင်းဆောင်မှုအစဉ်အဆက်တွေမှာအမျိုးသမီးတွေပုံမပဝင်လာစေအောင်လှုပ်ဆောင်တာမျိုးဆုံးဖြတ်ချက်ရမှတ်တဲ့လုပ်ငန်းစဉ်တွေမှာအမျိုးသမီးတွေရဲ့အသံတွေကိုပဝင်အောင်လှုပ်ဆောင်တာမျိုးဆိုတာတွေကိုလည်းလှုပ်ဆောင်ဖို့လိုပါတယ်ကျမတို့တော်လှန်ရေးရဲ့ရည်မှန်းချက်ထဲမှာကကဂျန်ဒါအီကွတီကိုအဓိကရည်မှန်းချက်တစ်ခုအဖြစ်ထည့်သွင်းစဉ်းစားလှုပ်ဆောင်ဖို့လိုအပ်တာလည်းဖြစ်ပါတယ်